မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့နယ် Beauty Land Hotel ကအမျိုးသမီးကိုတပ်ဖြတ်သူကိုဖမ်းမိပြီးနိုင်ငံခြားလူသက်ဆက်ကအလွန်ကျွံကြည့်ပြီးဇကားတဲကပုံစံအတိုင်းတပ်ဖြတ်ခဲ့ပေမဲ့လည်းပြည်သူတွေဘက်ကတော့ဒီအမှုပေါ်ကိုတန်တရာဖြစ်နေကြပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာအလောက်ကင်ရှာပါခြင်းနဲ့အဓမ္မစစ်မှုထမ်းခိုင်းခြင်းတို့ကြောင့်မြန်မာလူငယ်တွေအလုံးရင်းနဲ့ပြည်ပကိုထွက်ခွာနေကြတဲ့တဲ့တွင်ပါဝင် ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရဲနေကိုတင်ဆက်ပေးပါမယ်။ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရန်ကုန်မြို့လယ် Beautyland Hotel ကအမျိုးသမီးကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့တယ်။အသက်16နှစ်အရွယ်ရှိတဲ့အောင်ခန့်ကျော်စင်နဲ့ရီးစားဖြစ်သူမတ်အေမောင်တို့ကို ဖမ်းမိခဲ့ပြီးနိုင်ငံသားလူသက်စကားတဲကပုံစံတန်တပ်ဖြတ်ခဲ့လို့စစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပေမဲ့ပြည်သူတွေဘက်ကတော့အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတန်တရာဖြစ်နေကြပါဗျာ။ အော်တိုဝါလာချောင်းနေကရန်ကုန်တိုင်းဗဘဲတန်းမြို့နယ်အမှတ်၁၁ရပ်ကွက်32လမ်းက Beauty Land Hotel ၅လောက်အခန်းမှ900နှစ်ပြင်းပေါင်အပြင်ဘက်မှာအသက်ခံထားရတဲ့အသက်23နှစ်အရွယ်ရှိတဲ့မဆုမြတ်ဝင်းရဲ့အလောင်းကိုတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။သေဆုံးသူဟာဘကိုးတိုင်းနတ်တလင်းမြို့နယ်ကဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကတော့တာကေတမြို့နယ်အမှတ်ခွန်အရှိရက်ကွက်နေအသက်16နှစ်အရွယ်ရှိတဲ့အောင်ခန့်ကျော်စင်နဲ့ ရီးစားဖြစ်သူဗဟန်းမြို့နယ်အရှိရွှေကုန်းတိုင်းရက်ွက်အောင်ချမ်းသာအိမ်ယာမှာနေထိုင်နေအသက်16နှစ်အရွယ်ရှိတဲ့အေမွန်အောင်တို့ဖြစ်ကြရလို့လည်းသိရပါဗျ။သူတို့နှစ်ဦးစလုံးကို အော်တိုဝါလာ9ရက်နေ့မှာတရက်ထဲဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါဗျ။လူသက်မှုကျူးလွန်သူ အောင်ခန့်ကျော်စင်ရဲ့ထွက်ဆိုချက်အရာသူဟာဂိတ်လွန်ကျွန်ကစားတာနဲ့လူသက်အလောင်းဖြောက်တဲ့ဇက်ကားနိုင်ငံသားဇလန်းတွဲတွေကိုအလွန်ကျွန်ကြည့်ရှုလို့ရှိတယ်လို့လည်းဆိုထားပါဗျ။ အော်တိုဘာလ9နေ့မှာလီဒါအမည်ရှိတဲ့ Telegram Channel ကနေတဆင်မတ်စုမြတ်ဝင်းကိုပျော်ပါဖို့တဲ့အခကျွေးဝင်နဲ့ဆက်သွယ်ခေါ်ခဲ့တာဖြစ်ပြီးဘဘဲလန်းမြို့နယ်က Beautyland Hotel အခန်းမှန်900နှစ်မှာပျော်ပါနေစမှာသူ ကြည့်ရှုခဲ့တဲ့လူသက်အလောင်းဖြောက်နိုင်ငံသားရုပ်တံဇလန်းတွဲတွေကဇာတ်ဆောင်တွေအတိုင်းမတ်စုမြတ်ဝင်းကိုအသင့်ဆောင်လာတယ်စတေဒါနှစ်ချောင်းနဲ့ရက်ဆက်စွာတက်ဖြတ်ပြီး Wandering ကကလီစာတွေနဲ့ဝက်ဘက်ပေါင်အသားတွေကိုလှီးဖြတ်ထုတ်ယူတာ စွန့်ပစ်တာတွေပြုလုပ်ခဲ့လို့လည်းသိရပါဗျ။အဲဒီနောက်သူ့ရဲ့ရီးစားဖြစ်သူအေမွန်အောင်ကိုအဲ့ဒီဟိုတယ်ကိုခေါ်ဆောင်ကအခန်းတွင်းမှာပေကျန်နေတဲ့သွေးတွေကိုတန်ရှင်းပြုလုပ်တာနဲ့မက်စမြဝင်းရဲ့အလောင်းဖျောက်ဖျက်တာတို့ကို ပြုလုပ်ခဲ့လို့လည်းသိရှိရပါဗျ။ဒါပေမဲ့အဲ့ဒီအမှုနဲ့ပတ်သက်ကစကစရဲ့အမှုစစ်ဆေးမှုအမှုထုတ်ပြန်ချက်အကြောင်းအရာတွေအပေါ်ကိုပြည်သူတွေကတန်တရာရှိနေကြပါဗျ။အသက်ငယ်ရွယ်တဲ့လူငယ်တွေက ဒီလိုရက်ဆက်တဲ့လူသက်မှုမျိုးကိုရုပ်ရှင်ဇာတ်ကားတွေတိရှိယုံလောက်နဲ့ကျူးလွန်တာဟာဖြစ်နိုင်ပါမလားဆိုတာကိုလည်းပြည်သူတွေဘက်ကနေမေးခွန်းထုတ်နေကြပါရဲ့ရှင်စကန်အတိုင်းတပုတ်ကိုကြည့်အောင်ပါစကန်တိုင်းကဏီမြို့ပေါ်မှာကင်းလက်ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုအသင့်ဆောက်ကြိုတိုက်ခိုက်ခဲ့ရမှာ စစ်သားနဲ့ရဲခုနှစ်ဦးဟာတေသွားပြီးလက်နက်နှစ်လက်ကိုသိမ်းဆဲရရှိခဲ့တယ်လို့ကျောင်းလုံးကြီး KLG PDF တပ်ဖွဲ့ကတောင်ပေါ်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အော်တိုဘာလ၈ရက်နေ့၁၂နှစ်လောက်မှာကနေမျိုးပေါ်ကမျိုးဆောင်တက်ကစစ်သားရဲအင်အား20ခန့်နဲ့ကင်းလယ်ထွက်လာစဉ်တွင် ကနေမျိုးရက်ွက်တုံးအယောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကအသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရမှာစစ်သားနဲ့ရဲခုနှစ်ဦးဟာတိတ်သွားတာဖြစ်ပြီး MA1 အမျိုးအစားတနက်တလက် MA 11တနက်မျိုးစာတနက်တလက်နဲ့ခဲယမ်းပစ္စည်းအချို့ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။ဒီတိုက်ခတ်မှုကိုရင်းမာပင်ခရံတရင်ကိုစုပေါင်းဖွဲ့ထားတဲ့9 plus အဖွဲ့ဝင် viewer 55 KLG PDF တပ်ဖွဲ့ကလှုပ်ရှားတက်စိတ်တစိမ့်နဲ့တိုက်ခတ်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထူးခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျ။ ဒီတစ်ခါမှာတော့မကွေးတန်းပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပေါ်ကအကျန်းဖက်စစ်တပ်စစ်စေးဂိတ်ကိုဝန်ရောက်တိုက်ခတ်ရမှာ စစ်သားအလောင်း၄လောင်းနဲ့လက်နက်၆လက်ကိုတင်ဆက်ရရှိခဲ့လို့မင်းဘိုခရိုင်အမတ်ခွန်တရင် People Defense Force ပွင့်ဖြူကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုအောင်ဘကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။အော်တိုဘာလ၄ရက်နေ့ညနေ9:00နာရီအချိန်ခန့်မှာပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမဲဆလီစေတော်ကျူတရာကအကြမ်းဖက်စစ်တပ်စစ်ဆေးဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်ဘက်ကဝေရောက်တိုက်ခတ်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲတစ်နာရီမိနစ်30ခန့်ကြာမြင့်ခဲ့ပြီး ဂိတ်စခန်းကိုသိမ့်ပိုင်နိုင်ခဲ့လို့လဲကိုအောင်ဘကပြောပြပါဗါးအဲ့ဒီစခန်းသိမ့်တိုက်ပွဲအတွင်းမှာစစ်သားမတာလောင်လေလာလက်လက်၆လဲခဲရန်တွေစစ်သုံးဆောင်ပစ္စည်းတွေကိုတင်ဆက်ရရှိခဲ့လို့လဲသိရပါဗါဒီတက်ခိုင်မှုကိုမင်းမိုးခင်အမှတ်ခွန်တရင်မင်းမိုးခင်ပကဖာနဲ့ပွင့်ဖြူမြို့နယ်ပကဖာတို့ပူပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးမင်းမှုခင်အမှတ်လေးတရင်ကလက်လက်ကြီးပစ်ကိုပေးခဲ့လို့လည်းသိရပါရဲ့ရှင်ဒီတခါမှာတော့ မြန်မာနိုင်ငံမှာစစ်တပ်ကဆရာနာတင်ပြရဲ့နောက်ပိုင်းမှာအလောက်ကန်ရှားပါတာလောက်ခလာစာမလုံလောက်တာနဲ့အာရမစစ်မှုထမ်းခိုင်းတာတို့ကြောင့်မြန်မာလူငယ်တွေအလုံးရင်းနဲ့ပြည်ပကိုထွက်ခွာနေကြတယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာတန်မတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုလိုက်ပါတယ်။ကမ္ဘာပံရဲ့အဆိုအရမြန်မာနိုင်ငံမှာတရားဝင်အလောက်ကန်အခွင့်လန်းတွေကိမဲ့လာတာကျွမ်းကျင်လုပ်သားတွေပြည်ပထွက်ခွာနေတာလူစွာအရင်မြေညွန်နေလာတာတွေ ညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေဖြည့်ဆည်းခံရတာတွေဟာမြန်မာနိုင်ငံရဲ့ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့စည်ရဲမွဲတွေမှုလျှော့ချရဲ့အလားအလာတွေကိုချင်းချောင်နေရလို့လည်းတာမတ်ကြီးကပြောပါရယ်။ဒါအပြင်မြန်မာနိုင်ငံလူ့ရေရဲ့ထောက်ဝက်နီးပါးဟာအခုအချိန်မှာနိုင်ငံရဲ့စည်ရဲမွဲတွေမှုမြင်းအောက်မှာနေထိုင်နေရပြီးလူလက်တန်းစားတွေပျောက်ွယ်လူနီးပါးဖြစ်နေကမြို့ပြစည်ရဲမွဲတွေမှုနှုံလဲမြင့်တက်လာခဲ့လို့လည်းသိရပါရယ်။ လူရေ3.6တန်းဟာပြည်တွင်းနေရွှန့်ခွာနေရတာဖြစ်တယ်လို့လူရေ22တန်းနီးပါးဟာလည်း လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေရလို့လည်းတမ်းမတ်ကြီးကပြောပါရယ်မြန်မာနိုင်ငံမှာငင်းချင်းနဲ့တည်ငြိမ်မှုမရှိဘဲဖွံ့ဖြိုးတိုးတက်မှုဟာရေရှည်မတည်တတ်နိုင်သလိုမြန်မာပြည်သူတွေအတွက်အကျိုးမရှိရင်ပူပေါင်းဆောင်ရွက်မှုတွေဟာလည်းအပြန်အလှန်အကျိုးရှိမှာမဟုတ်ဘူးလို့လည်းဆိုပါရယ်ဒေသခံတွေရဲ့ထောက်ခံမှုမရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့အခြေခံအဆောက်အအုံစီမံကိန်းတွေဟာရေရှည်မခိုင်မြဲနိုင်ပဲ ဒီမိုကရေစီနဲ့ပြည်သူ့ဘ ਹੁ ပြုအုပ်ချုပ်ရေးကို ပြန်လည်မဖော်ဆောင်နိုင်ပဲစီးပွားရေးပြန်လည်ဥမော့လာရင်မဖြစ်နိုင်ဘူးလို့လည်းတာမတ်ကြီးကထောက်ပြထားပါတယ်။ဒါအပြင်အကြမ်းဖက်ဆေးဥစုကပြုလုပ်မဲ့အတူရောင်အလေညာရွေးကောက်ပွဲဟာရေရှည်အကျိုးကျေးဇူးအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနဲ့ရေရှည်တည်တဲ့နယ်ဖွံ့ဖြိုးတိုးတက်မှုတို့တွင်ငြင်းချင်းနဲ့တည်ငြိမ်ရေးကိုယူဆောင်လိုက်နိုင်မှာမဟုတ်ဘူးဆိုတာကို လွန်စွာထင်ရှားတယ်လို့လည်းတမ်မတ်ကြီးဥကြုံမိုးထွန်းကပြောပါရတယ်။အဲ့ဒီအတူရောင်ရွေးကောက်ပွဲဟာစစ်တပ်ကမြန်မာပြည်သူတွေပေါ်ကိုပုံမိုရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်ခွင့်လိုက်စင်ပေးလိုက်တယ်လို့ဖြစ်မယ်လို့လည်းတမ်မတ်ကြီးဥကြုံမိုးထွန်းကပြောဆိုထားပါရရှင်။ဒီတစ်ခါမှာတော့ကင်းဒီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ခလရကိုတရင်ကစစ်မှုတန်းတက်သားတဲ့အောင်ကိုကိုဟင်းအလင်းဝင်ရောက်လာတယ်လို့ KND ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားတဲ့တာဝန်ရှိသူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စတင်ပါလ29ရက်နေ့ကဒီမော့ဆိုမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့ခလရကိုတရင်ကစစ်မှုတန်းတက်သားတဲ့အောင်ကိုကိုဟင်းဟာထွက်ပြေးလာတာဖြစ်ပြီး KND ရဲ့ KND Nationality Defense Force ကိုအလင်းဝင်ရောက်လာခဲ့တယ်လို့လည်းသိရပါရတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့တက်သားတဲ့အောင်ကိုကိုဟင်းကို ပေးသင့်ပေးထိုက်တဲ့ခန်းစား권နေပေးထားပြီးကောင်းမွန်စွာစောင့်ရှောက်ထားတဲ့လူရဲ့ KND ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားတဲ့တာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီတပ်မှာအဓမ္မစစ်မှုထမ်းနေရတဲ့သူတွေအလုံးအနေနဲ့ ဆရာနာရှင်စနစ်တည်မြဲရေးအတွက်ရည်တည်နေမဲ့အစားပြည်သူတွေကိုမျက်နာမှုပြီးအချိန်မီပပြောင်းလာခဲ့ရင်ကြိုးဆိုနေမယ်လို့လည်း KMD ရဲ့ဗဟိုသတင်းတွေပြန်ကြားတာဝန်ရှိသူကပြောဆိုပါရယ်အလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားတဲ့အောင်ကိုကိုဟိန်းဟာစစ်မှုတန်းအပတ်စဉ်ကကြောင်းစင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေပေါ်တာဆွဲခံရတာဖြစ်ပြီးစစ်သားဖြစ်အတင်းကျပ်ဆူဆောင်းခံရသူလည်းဖြစ်ပါရယ်ရှင့် တနင်္သာရီတန်တဲ့တဘောကိုကြည့်အောင်ပါတနင်္သာရီတန်ဒဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ကထီခီဒေသကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလေနဲ့ဘုံ၄၀ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ဗိတ်ဒဝဲခရိုင်က သတင်းထုတ်ပြန်ထားပါတယ်အော်တိုဘာလ၈ရက်နေ့နဲ့၉နိုင်၁၀မိနစ်ခန့်မှာစတင်ပြီး ထီမိုးပွားဒေသမဲသမီးခီထီခီကျေးရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ဝိုင်းတွဲလေနဲ့ ဘုံ40ကျော်ကိုကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွင်ပြည်သူပိုင်းနေအိမ်တွေပစ္စည်းတွေနဲ့ကျေးပါအတွင်းကအဆောင်အချို့ထိခိုက်ပျက်စီးသွားရတယ်လို့လည်းသိရပါဗျ။လက်တလုံးမှာစစ်တပ်ကလေရင်နဲ့ဘုံတွေကျဲချနေတာကြောင့် ပြည်သူ300ကျော်ဟာထိုင်းမြန်မာနယ်စပ်ဂိတ်နီးကိုထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါဗျ။ထိုင်းစစ်တပ်ကလည်းနယ်စပ်ဂိတ်မှာလုံခြုံရေးအသင့်အနေထားနဲ့ရှိနေပြီးမြန်မာစစ်ဘေးရှောင်ပြည်သူတွေကိုထိုင်းဘက်အချမ်းဝင်ခွင့်မပေးသေးဘူးလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလနဲ့ဇွန်လအတွင်းက KNL နဲ့ PDF ပူးပေါင်းတပ်တွေဟာဒဝဲခန်ထိုင်းမြန်မာနယ်စပ်ကထီထဗျူဟာစကန် TK စစ်စကန် Body စစ်စကန်နဲ့ငရက်နီစကန် ဒုက္ခစခန်းအပါအဝင်စုစုပေါင်းစစ်တပ်စခန်း5ခုကိုတင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုမှတနင်္လာရီတန်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာနတ်အိမ်တောင်စခန်းတစ်ခုသာကျန်ရှိတော့ပြီးအဲ့ဒီစခန်းမှာလည်းစစ်သား30နဲ့50ဦးအကြားသာရှိတဲ့စစ်စခန်းတစ်ခုဖြစ်နေပြီးအဲ့ဒီစခန်းကိုတင်ပိုက်ရရှိခဲ့ရင်ဒဝဲခရိုင်အတွင်းထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကို KNL ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကတင်ပိုက်ရရှိမှာလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းငုံမြို့မှာစစ်တပ်ကလေရင်ကနေပုံကျဲတက်ခိုက်တဲ့အကြောင်းကြောင့်ပြည်သူ၂ဦးဟာသေဆုံးခဲ့ရလို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ၈ရက်နေ့မနေ့၁၇နှစ်လောက်ကမိုင်းငုံမြို့မန်လုံရက်ွက်ရက်စကန်ရှိကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်၂၅၀ဘုံးနှလုံးဈေးရက်ွက်မှာရော့ကတ်ဘုံးနှလုံး တာလုံရက်ကွက်မှာ rocket ဘုံနှလုံးချဲချတိုက်ခတ်ခဲ့ရမှာအသက်50နှစ်အရွယ်ရှိတဲ့ဒေါ်လာရီအသက်56နှစ်အရွယ်ရှိတဲ့ဥရွှေဟုံးဟာထိမှန်တည်ဆုံသွားခဲ့ရပါတယ်။ဒါအပြင်အသက်16နှစ်အရွယ်ရှိတဲ့မတ်ထွထွေးအောင်နဲ့အသက်50အရွယ်ရှိတဲ့ဥတင်မောင်အေးတို့ထိမှန်ဒဏ်ရာရှိခဲ့ပြီးပြည်သူလူထုနေအိမ်ရှစ်လုံးခန့်လည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့လည်းသိရပါတယ်။အလားတူသကိုင်းတန်းဆလင်းကြီးမြို့နယ်ကြက်တဲ့ရွာမှာလည်း အော်တိုမာလာခုနှစ်ရက်နေကစစ်တပ်ကတပ်ကလေကြောင်းတက်ခတ်မှုလှုပ်ဆောင်ခဲ့တာကြောင့်ပြည်သူတို့ဟာတည်ဆုံခဲ့ရတယ်လို့လည်းဒေသပြည်သူတွေစီကနေသိရပါဗါးအလားတူတနင်္သာရီတိုင်းပလောမြို့နယ်မင်းပြင်ရွာမှာလည်းအကြမ်းဖက်စစ်တပ်ကကျေးရွာထဲမှာတက်ဆွဲထားပြီးနေအိမ်တွေကိုဇက်တိုင်မိရှို့နေရလို့လည်းဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါဗါးအော်တိုမာလာ6ရက်နေနဲ့9ရက်နေတို့မှာပလောမြို့နယ်မင်းပြင်ရွာမှာ တက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေဟာကျေးရွာအတွင်းကနေအိမ်တွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါတယ်။ကျေးရွာနေပြည်သူတွေကတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာတဲ့စက်တင်ဘာလပိုင်းကနေစတင်ပြီးလက်ရှိအချိန်ထိဘေးလွတ်ရာကို ထွက်ပြေးတင်းရှောင်နေရဆဲဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။